ကဲဒီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပေါ်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီ David Austin ခေါ်ပြလာတဲ့ report တွေရဆိုရင် Bradford အသင်းရဲ့ ဒါ right winger သမား Brian Ambomo ကကျွန်တော် Manchester United တင်းကိုရွေးချယ်လိုက်တယ်။ပြီးတော့ဒီ Ruben Amorim ရဲ့လောက်မှာကစားခြင်းနဲ့ဆိုတဲ့အကြောင်းသူဖော်ပြလာတယ်။ဆိုတော့ဒါကမ္ဘာဘက်ကနေပြီးတော့ကျွန်တော်အသင်းတို့ဒါမီးစိမ်းပြလိုက်ပြီးလို့ပြောလို့ရတယ်။ဒါကကျွန်တော် Manchester United အသင်းအတွက်ရောကျွန်တော် fan တွေအတွက်ရောတော့ဒါတကယ်ကိုစိတ်ချနေစရာကောင်းပါတယ်။ဆိုတော့ကျွန်တော်တို့အသင်းကကစားသမားနဲ့အဆင်ပြေပြီလို့ပြောလို့ရတဲ့အတွက်ဒါ Brentford အသင်းနဲ့ပဲဒါပြောင်းရွှေ့ခြင်းအရာညှိနှိုင်းရအောင်မယ်။ဆိုတော့ဒီနောက်ဆုံးတက်လာတဲ့ report တွေအရဆိုရင်လည်းကျွန်တော် Manchester United အသင်းကဒါ Brentford အသင်းစီကိုဒါတရားဝင်ပထမဆုံးချိန်ကမ်းလှမ်းမှုတောင်လုပ်ခဲ့ပြီးပြီလို့သိရတယ်။ဆိုတော့ဘလောက်နဲ့ ကန်းလန်းတယ်ဆိုတာမျိုးတို့အတိအကျဖော်ပြမထားပေမဲ့လည်းဒါသန်း90ဝန်းကျင်လောက်တော့ရှိမယ်ဆိုတာမျိုးတို့ပြောထားတယ်ဆိုတော့ဒီလက်ရှိချိန်မှာဒီ brand food အသင်းကတော့တို့ရဲ့ စာချုပ်တစ်နှစ်ပဲကျန်တော့တဲ့ကစားသမားအတွက်တန်း60တင်ထားတယ်။ဟိုကျွန်တော်အမြင်အရပြောရင်တန်း60ကတော့တော်တော်လေးများပါတယ်။ဟိုတန်း90တောင်မှတကျွန်တော်ကနည်းနည်းလေးများတယ်လို့သုံးသပ်မိတဲ့အထက်မှာပါတယ်။ဆိုတော့အတင်းရဲ့တောင်ရှိသူတွေနဲ့ဒီဂျားထဲမှာဂျားချပြီးတော့ဒါညှိနှိုင်းဆွေးနွေးနိုင်ဖို့ရာလို့တယ်။ပြီးတော့ကျွန်တော်အတင်းဘက်ကလည်းဒီအပုံမိုးကိုစိတ်ဝင်စားတဲ့အကြောင်းရယ်ခေါ်ခြင်းတဲ့အကြောင်းရယ်ကိုဒါပြောထားရှိရယ်။အဲ့ဒါဒီဘလူးနိုရဲ့ထွက်ခွာမှုနဲ့မဆိုင်ဘူးကောနော်။ဆိုတော့ဘလူးနိုကျွန်တော်အတင်းမှာဆက်ရှိနေသည်ဖြစ်သည်အတင်းကနေထွက်သွားသည်ဖြစ်သည်ဗျာ။ကျွန်တော်တို့ကဒီအပုံမိုးကကျွန်တော်တို့ရဲ့အနာဂတ် plan ထဲမှာပါတဲ့အတွက် က်ဒီအမမိုးခွာခြင်းဖြစ်တယ်ဆိုတော့ပြောထားတယ်။ဆိုတော့ဗျာဒီအပြောင်းရွှေ့ကိစ္စတွေဒီအပြောင်းရွှေ့ရေးကိုသာကောင်းကောင်းညှိနှိုင်းနိုင်မယ်ဆိုရင်တော့ဒီ transfer မှာဆိုရင်အမမိုးကဒုတိယမြောက်ခွာယူနိုင်ခဲ့တဲ့ကတော်မှဖြစ်မယ်လို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့ကျွန်တော်တို့ဒီပထမခွာယူမှုကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့မတိရဲ့ကညာကိုခေါ်ခဲ့တယ်။ဆိုတော့ကညာဆိုရင်လည်းဒီဥရောပဝင်ဝင်ရတဲ့အသင်းတော်တော်များများကစိတ်ဝင်စားတယ်။ဒါပေမဲ့သူကိုယ်တိုင်းကတော့ Manchester United အသင်းကိုလာခြင်းနဲ့ Manchester United အသင်းချန်ပီယံလိဝင်ဝင်ရခြင်းမရခြင်းအတူတူအရေးမပါဘူး။ဟိုသူကအဓိက United အသင်းမှာပဲလာကစားခြင်းနဲ့အတူရဲ့အဓိကဆိုပြီးတော့ ူကပြောထားတယ်။တကယ်လည်းစိတ်ကျေနပ်စရာကောင်းပါလေ။ဒီကစားသမားကဒီဥရောပဝင်ခွင့်ရတဲ့အချင်းတွေကိုညင်းပြီးတော့ကျွန်တော် United တွေကိုဒါရောက်လာတယ်။ဆိုတော့အခု Apple မိုးရဲ့အချင်းတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်း အဖိုးမိုးကိုစိတ်ဝင်စားနေတာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်တင်းနေတော့မဟုတ်ဘူးဗျာ။အဲ့တော့အာဆင်နယ်လည်းစိတ်ဝင်စားတယ်၊စပါးလည်းစိတ်ဝင်စားတယ်၊နယူကာဆယ်လည်းစိတ်ဝင်စားတယ်။ဆိုတော့နယူကာဆယ်ဆိုရင်ဗျာသူတို့အနေနဲ့တကယ်ကိုလိုချင်နေတဲ့ပုံစံကိုပြထားတယ်။ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တွေးမိရတဲ့ခုရှိရတယ်ဗျာ။အဲ့ရတော့ဒီကျွန်တော်တို့အတင်းရလက်ရှိချိန်မှာချန်ပီယံလိဝင်ခွင့်လည်းမရဘူး။ပြီးတော့ဒီအဖိုးမိုးကိုဒါဥရောပဝင်ခွင့်ပြိုင်ဥရောပပြိုင်ပွဲဝင်ခွင့်ရနေတဲ့အသင်းနေနဲ့လည်း ဒါအပြိုင်ပိုင်းရတယ်ဆိုတော့ဒီကားမှာကျွန်တော်စီကိုလာနိုင်ခြင်းနည်းတယ်ပေါ့ကျွန်တော်အသင်းကိုရွေးချင်နိုင်ခြင်းနည်းတယ်ဆိုပြီးတော့ကျွန်တော်ထင်တာဒါပေမဲ့အန်ဘွန်ကတော့ဒါဥရောပဝင်ခွင့်ရတဲ့အသင်းတွေကိုညင်းပယ်ပြီးတော့ဒါ United ကိုလာခြင်းနဲ့ဆိုတော့ဒါနည်းနည်းတော့ surprise တော့ဖြစ်မိရယ်ပြီးတော့ဟိုကျွန်တော်ထပ်ပြီးတော့နားလည်တာပါဗျာကျွန်တော် Manchester United အသင်းနေနဲ့ဒါ Champions League ဝင်ခွင့်မရသည့်တိုင်အောင်ဥရောပပြိုင်ပွဲဝင်ခွင့်မရသည့်တိုင်အောင်ဗျာကစားသမားတွေကိုတော့ ဟိုအနေအထားတစ်ခုတည်းတော့ဆွဲဆောင်နိုင်နေတော့မယ်လို့တော့ကျွန်တော်တော့မြင်တယ်။ဒါပေမဲ့ဒီမှာကျွန်တော်တခုရေးကြည့်ရရှိရဗျာ။ဒီ transfer ပြတ်ဆိုရင်ကျွန်တော်အမြင်နဲ့ပြောခဲ့ဘူးကလည်းတခုရှိရယ်။အဲ့ဒါကျွန်တော် live မှာဆိုရင်တခါမှပြောရယ်။အဓိကကတော့ကျွန်တော် Manchester United အသင်းက Champions League ဝင်ဝင်မရသွားတဲ့အတွက်ကစားသမားခေါ်ယူမှုတွေမှာဆိုရင်တခြားအသင်းတွေနဲ့ရှင်ရတဲ့အခါမှာအခက်အခဲရှိနိုင်တယ်။အဲ့လိုအခက်အခဲရှိတဲ့အချိန်မှာကျွန်တော်ကဒီကစားသမားကိုဗျာလာတာတွေပို့ပေးတာလို့ပြောင်းရွှေ့ခြေတွေပို့ပေးပြီးတော့ခေါ်လိုက်တာမျိုးတွေကိုမလုပ်စေချင်ဘူး။အဓိကကတော့ဗျာကျွန်တော်ဒီကစားသမားတယောက်ကိုဒီပြောင်းရွှေ့ခြေအမြောက်များနဲ့ပို့ပေးပြီးတော့ခေါ်လိုက်ရတဲ့ ယ်ဆိုရင်အဲ့ကသမားပို့ပြီးတော့ pressure များတယ်။ကျွန်တော်တို့ United အသင်းကိုကသမားတယောက်ရောက်လာပြီဆိုရင်အဲ့ကသမားမှာ pressure ရှိနေရယ်။တသင်းတစ်ကဘာလုံးကလည်းစောင့်ကြည့်နေရယ်။ဆိုတော့နည်းနည်းတော့ကောင်းတယ်ဆိုရင်လည်းအများကြီးချီးကျူးခံရတယ်။နည်းနည်းတော့ဆိုးပြီဆိုတာနဲ့လည်းအများကြီးဝေဖန်ခံရမျိုးကြုံရတယ်။ဆိုတော့ဒီပြောင်းရွှေ့ခြင်း pressure ပါထက်ပြီးတော့ပေးတယ်ဆိုရင်အဲ့ကသမားက struggle ဖြစ်မှာတည်ကြတယ်။ ကျွန်တော်ဒီအတူနီဆိုရင်လည်းဒီလိုအခြေအနေမျိုးနဲ့ပဲကြုံသွားရလို့ပဲကျွန်တော်အမြင်နဲ့ဆိုတော့ဒီနောက်တစ်ခုကတော့လာတာပေါ့ဗျာဆိုတော့ကျွန်တော်တို့အတင်းအခုလက်ရှိချိန်မှာကြာရှုံးနေတဲ့အကြောင်းရင်းတွေကြည့်မယ်ဆိုရင်ဒီလာတာ management system ကဗျာတကယ်လည်းညံ့ခဲ့ရအောင်မို့လို့လည်းပါတယ်ဆိုတော့အတင်းရဲ့တာဝန်ရှိသူတွေအနေနဲ့အခုချိန်မှာအဲ့ဒါကို control လုပ်ဖို့ကြိုးစားနေတယ် ဟိုအများကြီး control နိုင်နေရတော့မဟုတ်ပြီမဲ့ဒါ90ရာခိုင်နှုန်းလောက်တော့ control နိုင်နေပြီလို့ပဲကျွန်တော်တော့မြင်တယ်ဒါပေမဲ့ဒီ Rafael လို Sancho လို Bruno Fernandes Harry Maguire တို့ဒီ Antonio ဆိုအဲ့ဒီကစားသမားတွေပေါ့ဒီကစားသမားတွေထွက်သွားရင်တော့ဒါတကယ်လို့လာတာကိစ္စ control နိုင်ပြီလို့ပြောလို့ရတယ်ဆိုတော့ကစားသမားတယောက်ကိုဒီလာတာတွေပုံအော်ပြီးတော့ခေါ်တာမျိုးကိုလည်းကျွန်တော်တော့မလုပ်စီချင်ဘူးဆိုတော့ဒီကစားသမားတယောက်ကိုကျွန်တော်မြင်သလောက်ဆိုရင်တော့ဒီကစားသမားတယောက်ကအဲ့အနေနဲ့တစ်ချက်မှမညီပဲနဲ့ကစားသမားတွေကိုယ်တိုင်ကအတင်းအတွက်ကစားချင်လို့လာရလို့ပဲကျွန်တော်တော့မြင်တယ်ဆိုတော့အတင်းအနေနဲ့လည်းကျွန်တော်ထင်တယ် ပြဒီကဒါမတွေကို compare လုပ်နိုင်တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဟိုအဓိကတော့အတင်းရဲ့အနာဂတ် plan တွေလာမယ့်နှစ်မှာဆိုရင်အနည်းဆုံးဥရောပဝင်ငွေတစ်ခုကိုဟိုပြန်ရယူနိုင်ဖို့ဟိုစီမံထားတဲ့ project တွေပြီးတော့ကဒါမအတင်းကိုလာတယ်ဆိုရင်ပွဲထွက်အာမခံချက်အတွက်ဘယ်လောက်ရခိုင်တော့ပြီးနိုင်တယ်ဆိုတဲ့အာမခံချက်တွေမျိုးတွေနဲ့ပဲဒီ future plan တွေနဲ့ပဲဗျာကဒါမတွေကိုဆွဲဆောင်လာမျိုးလည်းဖြစ်တင်တယ်ဆိုတော့ဒီအရာတွေနဲ့ပဲလေကောင်းကောင်းဆွဲဆောင်နိုင်ခဲ့တယ်လို့ပဲကျွန်တော်ကတော့မြင်တယ် ဟိုကျွန်တော်ပြောချင်တာကကစားသမားအကုန်လုံးတော့မဟုတ်ဘူးဗျာတချို့ကစားသမားတွေကျတော့လေဒါချန်ပီယံလိဝင်ဝင်ရတဲ့အသင်းတွေကိုပို့ပြီးတော့ရွေးချယ်နေတယ်ဆိုတော့အဲ့ကစားသမားတွေအတွက်လည်းကျွန်တော်အများကြီးပြောစရာမရှိပါဘူးဘာလို့လဲဆိုတော့နားလေပြီးတော့ရတယ်ဒီကစားသမားတွေသူတို့ရဲ့ခြေစွမ်းအကောင်းဆုံးကိုရောက်နေတဲ့အချိန်မှာသူတို့လည်းအမြင့်ဆုံးဆိုတဲ့ပြိုင်ပွဲတွေကိုရှင်းပြနေတယ်ဆိုတော့ဒီချန်ပီယံလိဝင်ဝင်ရတဲ့အသင်းတွေကိုလည်းရွေးတယ်ဆိုတော့ဒါတွေကကျွန်တော်တို့နားလေပြီးရပါပဲဆိုတော့ဒီအပြောင်းအလဲကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့တကယ်ကိုစိစစ်သွားတဲ့အပြောင်းအလဲလို့ပဲကျွန်တော်တို့မြင်တယ်ဘာလို့လဲဆိုတော့အသင်းအဖက်ဖက်ကနိုင်ကြနေတဲ့အချိန်မှာတောင်မှဒီလိုပရီးမီးယားလိမှာဘလူးဘန်ရက်ကော့ပြထား တယ်ကစားသမားတွေဟိုလာကျင်တယ်ခွန်နိုင်တယ်ဆိုတော့ဒီဒီကစားသမားတွေကဒါအသင်းအတွက်တကယ်ကိုကစားပြေးချင်လို့လာရဲဆိုတာမျိုးကဒါ generally ရတော့ကျွန်တော်ကောက်ချက်ချလို့ရတယ်ကျွန်တော်ပြောချင်တာဒီကစားသမားတွေအသင်းမှာလုံးဝကိုကြော်ကြပြီးတော့အောင်မြင်မယ်ဆိုတာမျိုးကိုကျွန်တော်ပြောနေရမှာမဟုတ်ဘူးရာ တကယ်အောင်မြင်မှုမအောင်မြင်မှုဆိုတာကကျွန်တော်တို့ဒီကျွန်တော်အများအားပြောနေကြတိုင်းပဲဒီကိုင်းထဲကိုရောက်ပြီးတော့ဝင်ကစားတဲ့အချိန်သူတို့ရဲ့စမ်းဆောင်ရည်တွေကိုကြည့်ပြီးမှပဲပြောလို့ရမှာဒါပေမဲ့ဒီဘာပဲနေနေပါဒီလိုကစားသမားမျိုးတွေကိုဒီချန်ပီယံလိဝင်ဝင်ရတဲ့အသင်းတွေနဲ့ရှင်ပြီးတော့လိုက်ခဲ့တဲ့အချိန်မှာရခဲ့တယ်ရခဲ့တဲ့အတွက်လည်းဒါစိတ်ကျဉ်တဲ့စရာအကောင်းတယ်အသင်းရဗျာအတိုင်းအတာတစ်ခုထိတော့ကစားသမားတွေကိုဆွဲဆောင်နိုင်တဲ့ ဟိုဆွဲဆောင်နိုင်တဲ့အနေအထားတော့ရှိနေတော့မယ်ဆိုတော့ကစားသမားတွေကိုအဓိကနောက်ထပ်ထပ်ပြီးတော့ဆွဲဆောင်နေတယ်ဆိုရင်ကျွန်တော်ရှေ့မှာပြောသလိုပဲကောင်းမွန်တဲ့ project တွေ plan တွေသာချပြနိုင်မယ်ဆိုရင်အခုထပ်ပို့ပြီးတော့ဆွဲဆောင်နိုင်နေဆွဲဆောင်နိုင်မှာတည်ကြတယ်ဆိုတော့ဒါရလက်ရှိမှာတော့ဒါ Brian Avomo ရဲ့အပြောင်းရွှေ့တာဖြစ်မြောက်သွားရဲ့ဆိုရင်ကျွန်တော်တို့ကဒါ signing နှစ်ခုပြီးသွားပြီပေါ့ဗျာဆိုတော့အဲ့ signing နှစ်ခုလုံးက Premier League signing တွေဆိုတော့ဒီ signing တွေကကျွန်တော်ထင်တယ်ဗျာဒါ Jason Wayne ကိုစီရလာရဲ့လို့ပဲကျွန်တော်တို့မြင်တယ် တော့ဂျစင်ဝဲကော့အနေနဲ့ဒါပြီးခဲ့တဲ့ယာစီမှာတော့ဒါအမားရုံးနှစ်ခုသုံးခုလောက်လောက်ခဲ့တယ်ဆိုတော့ဒီယာစီမှာတော့ဒါ proven record ပြထားတဲ့ premier league ကစားသမားတွေကိုခေါ်တယ်အဓိကတော့သူသူ့ရဲ့ဒီအသင်းရဲ့ကစားကွက်နဲ့ line မဲ့ပုံအသင်းရဲ့ identity နဲ့ kait မဲ့ကစားသမားတွေကိုအဓိကရွေးချယ်ခွန်နိုင်တယ်ဆိုတော့ဒါဒီယာစီ sign key ကိုတော့လက်ခံပေးဒီ sign key နှစ်ခုစလုံးကတကယ်လို့ဖြစ်မြောက်ခဲ့မယ်ဆိုရင်တော့ကျွန်တော်လက်ခံပေးလို့ရရဲ့အထက်မှာတော့ပါတယ်ဆိုတော့ဒါဂျစင်ဝဲကော့ရဲ့ sign key ဖြစ်ဖို့ရအများတယ် ျွန်တော်တင်နေပြနောက်ထပ်ဒါပရီးမီးယားလိဆိုင်ရလောင်းမလားမလောင်းမလားတော့မသိဘူးအသိမကြခင်မှာကျွန်တော်ဒီခရစ်စတိုဘာဘေဗေရဲ့ ဆိုင်းကြီးတွေလည်းမြင်ရဖို့ရရှိတယ်ဆိုတော့ surprise ပဲဖြစ်မလားကျွန်တော်တို့ယင်းနေ့တွေကစားသမားတွေလည်းပဲဖြစ်မလားဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်သွားအောင်မယ်။ဘာပဲနေနေပါကျွန်တော်တို့အတင်းရတာကစားသမားတွေဆွဲဆောင်မှုအပိုင်းမှာတော့အနေထားတစ်ခုတည်းရှိနေသေးရဲ့ဆိုတော့ဒါလက်ခံပြီးလို့လက်ခံရမယ်။အဲ့ဒါလည်းပြီးတော့ကျွန်တော်အတွက်ကတော့တကယ်ကို positive ပဲဗျာကျွန်တော်ကတော့ဒီရာသီမှာဒါ transfer အတွက်တော်တော်ခက်ခဲမယ်လို့ကျွန်တော်ထင်ထားတာ။ဒါပေမဲ့ဟိုခြားတော့မလာခြင်းတဲ့ကစားသမားတွေလည်းရှိသလိုလာခြင်းတဲ့ကစားသမားတွေလည်းရှိနေသေးတယ်ဆိုတာသိရတော့ကျတော့ဒီ revive ကလာပဲဖြစ်ဖြစ်ဒီ retransformation ပြန်လုပ်နေတဲ့အချိန်မှာအဲ့လိုက သမားတွေကိုရခဲ့မယ်ဆိုရင်တော့အတင်းအဆင်ပြေတဲ့အနေအထားတစ်ခုကိုပြန်ရောက်လာလိမ့်မယ်ဆိုတော့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ကိုဆွေးနွေးထားတာဖြစ်တယ်ဆိုတော့ညီကိုတို့အနေနဲ့ရောဒီလိုမျိုးကစားသမားတွေပေါ်မှာဘယ်လိုမြင်လဲပြောဥမာတချို့ကစားသမားတွေဒီချန်ပီယံလိဝင်ခွင့်ပေါ်မှာပဲပို့ပြီးတော့ဦးစားပေးတယ်ချန်ပီယံလိကိုပဲရှင်ပြန်ရင်းတဲ့အတင်းတွေကိုပို့ဦးစားပေးပြီးတော့ရွေးချယ်တဲ့ပုံမှာရောဘယ်လိုမြင်လဲနောက်တစ်ခုကဗျာခု Brian Abomo တို့ဒီမတိရဲ့ကညာတို့ကစားသမားတွေ သူတို့အနေနဲ့ဆိုရင်ဒီထက်ကောင်းတဲ့ trade တွေရှိပါလျက်နဲ့ကျွန်တော် Manchester United အသင်းကိုလာရဲဆိုတာကကျွန်တော်တို့အသင်းကဘာအတွက်သူကျွန်တော်အသင်းကဘာနဲ့ဆက်ဆောင်ခဲ့လို့လဲဟိုကျွန်တော်ထင်နေပြကျွန်တော်ကတော့ဒီကစားမကိုဒီကစားမတွေကို future plan နဲ့ပဲဒါဆက်ဆောင်နိုင်ခဲ့ရလို့ပဲကျွန်တော်တို့မြင်နေဆိုတော့ညီကိုတို့အနေနဲ့ရဘယ်လိုမြင်လဲညီကိုတို့ရဲ့အမြင်တွေကိုကျွန်တော်တို့နဲ့အတူ comment section မှာဝင်ရောက်ဆင်းနေသုံးသပ်ပေးတော့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုချိန်နေသက်တယ်ဆိုရင် like and subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနောက် video မှာပြန်တွေ့ကြမယ်